ဟယ်လိုအားလုံးပဲမင်္ဂလာပါဘိုးဘမချန်ကနေကြိုဆိုပါရစေဆိုတော့ဒီတစ်ပတ်ပရီးမီယာလိပွဲစဉ်32တနင်္ဂနွေနေ့ဒီမှာဆိုလို့ရှိရင်မန်ချက်စတာယူနိုက်တက်တို့အသနျူကာဆယ်တို့ရှင်ပိုင်ကစားဖို့ရှိပါတယ်နျူကာဆယ်ရဲ့ကွင်းမှာရှင်ပိုင်ကစားရမှာပါဆိုတော့ကာဆယ်ကတော့လက်ရှိမှာအဆင့်9နေရာမှာရှိနေတယ်ပေါ့နော်ဒါပွဲ30ကစားထားတယ်ဂျန်နေသင်းတွေထက်တပွဲရောထားတယ်ဆိုတော့နျူကာဆယ်မှာလက်ကျန်ပွဲစဉ်တွေပွဲရှိသေးတယ်ဆိုတော့ပွဲ30ကစားထားတဲ့နေရာမှာနျူကာဆယ်က16ပွဲတိကျွန်တော်နိုင်ထားတယ်9ပွဲတည်ကြပြီးတော့9ပွဲရှုံးနေထားတယ် ပရီးမီးယားလိကဒီယာဒီမှာသူတို့က1 to 5ဒီ5သင်းချန်ပီယံစ်လိဝင်ခွင့်ရမှာပေါ့နော်ဆိုတော့လက်ရှိနျူကာဆယ်ရှိနေတဲ့အဆင့်5ကလည်းချန်ပီယံစ်လိဝင်ခွင့်အတွက်မျှော်လင့်ချက်ကြီးတယ်ဆိုတော့ကာဆယ်အတွက်ကကျွန်တော်ဒီဒီပွဲမှာယူနိုက်တက်ကိုထပ်ပြီးတော့အနိုင်ယူပြီးသုံးမှတ်အပြည့်နဲ့သူတို့သာရှေ့ဆက်ဖို့သူတို့ကြိုးပမ်းမှာဘာလို့လဲဆိုတော့ချန်ပီယံစ်လိဝင်ခွင့်ရဖို့အတွက်ကြိုးပမ်းနေတဲ့အနေအထားမှာအောက်ကအဆင့်6ကမန်ချက်စတာစီးတီးဒီ52မှတ်ရထားတယ် 52နဲ့သူတို့နဲ့တက်မှတ်ပဲကွာတယ်အဆင့်ခွန်ကအက်စတန်ဗီလာနဲ့ကလည်းသူတို့နဲ့နှစ်မှတ်ပဲကျွန်တော်တို့ကွာတယ်ဆိုတော့ကာဆေဟာတက်မှတ်တပွဲရှုံးလိုက်ပြီးတော့အောက်ကအသင်းတွေကကိုစီနိုင်ပွဲရပြီဆိုတာနဲ့အဆင့်ခွန်လောက်ကြီးပြန်ကျသွားနေတဲ့အခြေအနေမျိုးဒါဘလို့မှမလွယ်ပါဘူးဆိုတော့ချန်ပီယံစ်လိဝင်ခွင့်တနေရာအတွက်၄ -5 သင်းလောက်ထိကိုလုနေရတယ်လို့ကျွန်တော်ပြောရမယ်။နောက်ဆိုတော့ဒါကြောင့်ပေါ့ကျွန်တော်တို့အနေနဲ့နယူကာဆယ်ဒီဒီပွဲမှာဆက်ပြီးတော့နိုင်ပွဲရဖို့ကြိုးပမ်းရမယ်။ဒီမတိုင်ခင်မှာလည်းသူတို့ကလက်စတာစီးတီးကွင်းမှာ၃ဂိုးပြည့်နေသူတို့နိုင်ထားတယ်။ နောက်သုံးခုပြည့်နေသူတို့နိုင်ထားတယ်ဆိုတော့အချင်းကြီးကကောင်းနေတယ်ဆိုတော့ United ဘက်ကကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှင်တော့ United အနေနဲ့လိုင်ယွန်ကိုတူးတူးတေးကြတာ Manchester City ကိုဇီးဇီးတေးကြတာ Nottingham Forest ကိုဝမ်းစီနဲ့ရှုံးတာဆိုပြီးတော့ International Break အပြီးမှာ၃ပွဲစလုံးနိုင်ပွဲပျောက်ထားတယ်ဘလူးမန်အချင်းကြီးမကောင်းဘူးပေါ့နော်ဘလူးမန်အချင်းကြီးမကောင်းဘူးဆိုတော့ဒါပြီးရင်လည်းပဲသူတို့ကလိုင်ယွန်နဲ့ဒုတိယကျောကစားရအောင်မှာဆိုတော့ United အနေနဲ့အာယုံဆိုင်ရမဲ့ပွဲစဉ်တွေကများနေပြီးတော့ လူစရင်းမလုံလောက်တာတချို့ကစားမားတွေကအပြောင်းလဲတောင်မှလှုပ်ပြီးတော့တုံးလို့မရတာနဲ့တော်တော်လေးတော့ကျွန်တော်တိုင်ပတ်နေတယ်ဆိုတော့ injury တွေကိုကျွန်တော်ကြည့်ရင် Newcastle ဘက်မှကတော့ကျွန်တော်တို့ကနောက်ခံကစားမားဖြစ်တဲ့ Liverpool ပါဖို့ကျွန်တော်မရှိဘူးပေါ့နော် Seven Portman တို့ဒါ Leicester တို့လိုကစားမားမျိုးတွေလည်းပါဖို့ကျွန်တော်မရှိဘူး Joel Lock ပါဖို့ကျွန်တော်မရှိဘူး ဆိုတော့ဒီအန်တိုနီကိုရန်ရဲ့အချင်းကြီးကတော့ယာနုံးပြမတိကြသေးဘူးပါလဲပါနိုင်တယ်ပါဖို့ပါခြင်းမလဲပါမယ်ပေါ့နော်ဒါနီးသူရဲ့လက်ထောက်နီးပြပြောထားတာဘာလို့လဲဆိုတော့နောက်ဆုံးနေ့ထိသူတို့စောင့်ကြည့်ရမယ်ပေါ့နော်ဒါကိုရန်ရဲ့အချင်းကြီးကဆိုတော့ exact ကတော့ပါလာမယ်။နောက်ဆုံးနှစ်ပွဲမှာသူဟာဒုတိယပိုင်းကျလို့ရှိရင်လူစားတွေပြန်ပြန်ပြီးတော့လဲလဲရတယ်။သို့တော်လည်းပဲ exact ကတော့ဒီနှစ်ပွဲမှာပြန်ပါဖို့အတွက်တော့အချိန်ကြီးကောင်းတယ်။ United ဘက်ကကျွန်တော်ကြည့်တော့ Lisandro Martinez, Juni Evan, Aiden Heaven, Ahmed Diallo, Toby Collier, Matthias Delict, Dixama တွေအကုန်လွဲမယ်။ အကုန်လွဲမဲ့အပြင်ကိုကျွန်တော်တို့ဒါမေဆန်မောင်းတို့ကလည်း injury ကပြန်လာပြီးတော့အခုလည်းရှိပွမိနစ်နည်းနည်းနည်းလေးတွေဝင်ကစားနေရတာဆိုတော့ဘာမှတေချာမသိသေးဘူးเนาะဘာမှတေချာမသိသေးဘူးဟိုဂိုးသမားကလည်းအပြောင်းလဲလုံမလားတင်းနေကထွက်နေတာเนาะအန်ဒရယ်ဦးနန်းနားနဲ့ကဘလို့မှအခြေအနေမကောင်းဘူးကိုမကောင်းတော့ဒီမှာဒီဟာဒီဘိုင်းနာပဲပွဲထွက်လာမလားဆိုတဲ့တဲ့င်းနေလေကျွန်တော်ရှိတာပေါ့လေဟယ်ဒီမကွိုင်းယားကလည်းပဲနောက်ဆုံးနှစ်ပွဲမှာပွဲချိန်အပြည့်ကစားနိုင်ခဲ့ခြင်းမရှိဘူး เนาะဆိုတော့ Aiden Heaven တို့လည်းနောက်တက်မှာပြင်မကောင်းဘူးဆိုတော့အချိန်ဒီမကောင်းတာပြင် Luke Shaw ကလည်းကျွန်တော်အနေနဲ့ဒီပွဲထွက်လူစင်းမှာပါနိုင်မဲ့အချိန်မျိုးကျွန်တော်ရှိမနေသေးဘူးလူစင်းနဲ့တော့သူပြန်ပါနေပြီ10မိနစ်မှသူမကစားရသေးဘူးဆိုတော့တော်တော်လေးတော့ Rix တော့များတယ်ပေါ့နော် United ဘက်မှာ Luke Shaw ကိုတုံဖို့ကဒါကြောင့်ကျွန်တော်ကတော့တိုက်စစ်မှာဆိုလို့ရှိရင် White Land အဆင်မပြေတဲ့တိုက်စစ်မှာ Zigzi ပါလာဖို့ကျွန်တော်ရှိတယ်အဲ့ဒီနောက်မှာတော့ Fernandez တို့ကာနာချူရူတို့ကစားမှတွေကျွန်တော်ရှိပြီမဲ့လို့ကျွန်တော်ကတော့ Mason Mount ကိုပွဲထုတ်လာလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဒီပွဲမှာ ဒါအပြင်ကျွန်တော်တို့ဒါကွင်းလယ်မှာဆိုလို့ရှိရင်လည်းဦးကာတီတို့ပေါ့နော်ကျွန်တော်တို့ဒါဘရူနိုဖန်နက်စ်တို့အတွေ့တွေပွဲထွက်လာဖို့ရှိတယ်လို့ကျွန်တော်ယူဆတယ်ကက်စမဲတို့ကိုတော့အနားပေးလိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဒီလိုင်ယွန်နဲ့ပွဲစဉ်ကပိုအရေးကြီးတယ်ဆိုတော့ဒါကတော့ယူနိုက်တက်မှာအပြောင်းလဲသိပ်ပြီးတော့လှုပ်ဆရာမရှိတဲ့ပွဲထွက်လူစင်ပေါ့လေဆိုတော့မန်ချက်စတာယူနိုက်တက်အတွက်ကယူရိုပါလိဂ်ဒီအမှန်ကန်အာယုံဆက်ရမယ့်ပြိုင်ပွဲပါပရီးမီးယားလိဂ်ကအဆင့်73ပါဗျာဒီဒါဘလို့မှအခြေအနေမကောင်းတော့ဘူး ဘလို့မှအခြေအနေမကောင်းတော့ဘူးပေါ့နော်ဟိုဟိုပုံစံတွေတော်တော်ဆိုးနေပြီရုပ်ပြက်ဆင်းပြက်တွေဖြစ်နေပြီဒါပေမဲ့လို့ Champions League ဝင်ခွင့်ဒီအများကြီးအရေးပါတယ်ဆိုတော့ကိုရီအတွက်မျှော်လင့်လို့ရတာကလည်းတော်တော်ဒီ Europa League ပဲရှိရာဆိုတော့ Europa League ကနေပြီးတော့ဘူဆွဲမှသိတယ်မလား Champions League ဝင်ခွင့်ရမယ်ဝင်ခွင့်ကလေးရမှလူခေါ်တာတွေအဆင်ပြေနိုင်မယ်ပြဿနာကအဲ့လိုမျိုးဆိုလို့ရှိရင် Lion ကိုကြိုးဖို့လိုတယ်เนาะကျွန်တော်တို့ဘူဆွဲဖို့ဆိုရင်ဘိုလ်လူပွဲရောက်ဖို့လိုတယ်ဘိုလ်လူပွဲရောက်ဖို့ဆိုလို့ရှိရင်စီမီရောက်ဖို့လိုတယ်စီမီရောက်ဖို့ဆိုလို့ရှိရင် လက်ရှိကျွန်တော်အနေနဲ့ဒီ quarter မှာကန်နေရတဲ့ပွဲစဉ်တွေကိုကျွန်တော်နိုင်ဖို့လိုတယ်ဆိုတော့ဒုတိယကြော့ Lion နဲ့ပွဲစဉ်ဒီအများကြီးအကြီးပါတဲ့ပွဲပါဆိုတော့ Premier League ကို Ion site တဲ့ Newcastle နဲ့ Europa League ကို Ion site တဲ့ Manchester United တို့တွေ့မယ်ပေါ့လေ physical ဘိုင်းအရာကောလက်ရှိအသင်းလိုက်ခြေစွမ်းအရာကိုပါ Manchester United က Newcastle Newcastle ကိုဘလူးမန့်ရှင်နိုင်တဲ့အခြေအနေမျိုးမှာရှိမနေဘူးဒါတော်တော်လေးတိုင်ပတ်ပါတယ်ကျွန်တော်တော့ United တို့ရဲ့ဒီပွဲကအမြင့်ဆုံးမျှော်လင့်လို့ရတာတည်ရပဲလို့ကျွန်တော်ထင်တယ်။တည်ရထက်ပို့ပြီးတော့မျှော်လင့်လို့တိတ်မရဘူးလို့တော့ယူဆတယ်။ဆိုတော့ညီကလေးတို့နေရောဒီပွဲကဘယ်လိုရလဒ်တွေထွက်ပေါ်လာမယ်လို့ထင်ကြပါလဲ။ဆွနီကြပါအောင်အားလုံးကိုချစ်တင်ပါတယ်။